ောကမှာတယောက်တည်းနေတာဟာတော့အေးချမ်းမှုအရှိဆုံးလို့ပြောရမှာသို့သောလူတွေဘာလို့တယောက်တည်းမနေနိုင်ကြသလဲဆိုရင်ဆိုရင်တော့ကရှိလို့တယောက်တည်းမနေနိုင်မြေမြေတွေးတယ်တယောက်တည်းနေရင်နေမကောင်းရင်ဘယ်လိုလုပ်မလဲဆိုရင်အတွေးပဲတကယ်လို့တယောက်တည်းမနေနိုင်ကြဘူးနှစ်ယောက်နေတော့ရောလို့ဆိုနှစ်ယောက်နေတော့လည်းမတည့်ပြန်ခက်တာ တယောက်တည်းနေကြတော့လေကြောက်တယ်နှစ်ယောက်နေတော့မတည့်ဘူးအဲ့ဒီကြားထဲမှာလူဟာဘဝမှာဆုံးဖြတ်ရခက်ခဲကြတယ်နှစ်ယောက်အတူနေပြီမဲ့လို့ကြောချင်းပြေးပြီးတော့တယောက်နဲ့တယောက်စကားမပြောတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲနော်မိသားစုတဲမှာကိုရှိတယ် ယနေ့ချင်းဆိုင်ပြီးတော့တောင်စကားမပြောဘဲနဲ့နှစ်ယောက်အတူနေတာတွေရှိကြတယ်။ဘလူအတွေးနဲ့ဘလူနေကြသလဲတော့မသိဘူးနော်။တယောက်တည်းနေပြန်တော့လေမနေရဘူးမနေချင်ဘူး။နေတော့တော့နှစ်ယောက်။အစမီပြေတဲ့ဘဝမှာနှစ်ယောက်နေတာကြတော့ဟို ငြိမ်းချမ်းမှုကတခါဆုံးရှုံးပြန်တယောက်တည်းဆိုတော့စကားများစရာတော့မရှိဘူးနှစ်ယောက်ဆိုရင်တခါမဟုတ်တခါစကားများကြတယ်ရှံဖြစ်ကြတယ်ပေါ့နိုင်ငံညာလူတွေလည်းဒီတိုင်းပဲမထူးပမာရီပုရဘာသာတွေမှာမဟုတ်ဘူးနိုင်ငံညာလူတွေလည်းတယောက်တည်းနေခြင်း leave me alone လို့ order သူတယောက်တည်းနေမယ် leave me alone ဆိုပြီးတော့တယောက်တည်းနေပြန်တော့လေ lonely ဖြစ်တယ်ကြောက်ပြန်တယ်နော် lonely ဖြစ်လာတော့ဘာဖြစ်လို့ဆိုဟိုတယ်လီဖုန်းဆက်ဒီတယ်လီဖုန်းဆက်ဖြစ်လာပြန်တယ်လီဖုန်းဆက်ခေါ်တော့လာတော့တဲ့လားလို့ဆိုမတဲ့ပြန်နေ့ရက်သုံးရက်လောက်ပဲဆင်ပြေတယ်နောက်ရက်ကျဆင်ပြေလူတဘာဝကတွေးစားရအခက်ကြီးပဲ။ အဲ့တော့လူတွေဟာတယောက်တည်းမနေဝန်းတာလဲဒီစိတ်ပဲနှစ်ယောက်မတည့်တာလဲဒီစိတ်ပဲအဲ့လိုနေထိုင်ရတဲ့လောကကြီးမှာမြတ်စွာဘုရားလက်ထက်တုန်းကမြတ်စွာဘုရားတော့တရားထွေးနေရတဲ့အကျိုးကျေးဇူးတွေကိုဟောကြားဆုံးမထားတာရှိတယ်နှစ်ယောက် နေလို့တဦးနဲ့တဦးနဲ့အဆင်ပြေလို့ဆုံးမဩဝါဒရလို့အကူအညီရလို့ဆိုရင်နှစ်ယောက်နေတာအဆင်ပြေတယ်အဲ့ဒီလိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့အဆင်မပြေဘူးဆိုတော့တယောက်တည်းပဲနေတာကောင်းတယ်လို့တခါတော့ကမြတ်စွာဘုရားကတယောက်တည်းနေရခြင်းရဲ့အကျိုးကျေးဇူးကိုဖော်ပြတဲ့အခါမှာ ရှေ့မျောကြည့်လိုက်တယောက်မှမရှိနောက်လည်းကြည့်တယောက်မှမရှိလမ်းမှာခရီးသွားတဲ့အခါမှာဟန်ကြလို့တဲ့ထိုင်ခြင်းတဲ့နေရာထိုင်လို့ရတယ်ထိုင်ခြင်းတဲ့နေရာလည်းထိုင်လို့ရတယ်ထိုင်ခြင်းသလိုလည်းထိုင်လို့ရတယ်ကိုမြင်မဲ့လူတယောက်မှမရှိဘူးလို့ဆိုလို့လွတ်လပ်မှုရဲ့အရာသာကိုဖော်ပြတာတယောက်ထဲနေလို့ရှိရင်ဘယ်သူနဲ့စကားများအောင်မလို့ဘယ်သူနဲ့မှမများစရာမရှိတော့ ကိုကိုတယောက်တည်းအေးချမ်းတယ်တယောက်တည်းနေရတဲ့အရသာကိုမြတ်စွာဘုရားရဲ့တပည့်တွေကပထမဆုံးသာဝကကြီးရှင်ကွန်တညဆိုတယောက်တည်းနေသွားတာနော်တပည့်စကြတရားဟောတော့ကတော့ပိစဝကီ၅ပါးအတုနေကြတာပေါ့နောက်ပိုင်းရောက်တဲ့အခါမှာ ရှင်ကုန်ညတယောက်တည်းနေတာဘယ်သူနဲ့မှ မတွေ့ရတဲ့နေရာသွားနေတယ်ဘယ်သွားနေတုန်းဆိုရင်ဖိမွန်တာတောင်ချေကတောင်နန်းထဲမှာဆရတ္တဆိုတဲ့ရေရေအိုင်ကြီးရှိတယ်အဲ့ဒီဆရတ္တရေအိုင်ကြီးနားမှာကမ္ဘာကြောင်းလေးနဲ့နေတယ်တပါးတယ် စင်တွေကဝကြုံငယ်ပြုတယ်တဲ့သူသူတော်စင်သူတော်မြတ်ရဲ့မေတ္တာတက်လွှမ်းခြုံထားသည့်အတွက်ကြောင့်စင်ရင်းလေးဟာရှင်ကျေးပြီးတော့အနည်းငယ်မပြုတ်တဲ့အပြင်သူ့ကိုကူညီဆောင်ရှောက်ပေးကြတာစင်တွေကပြုစုဆောင်ရှောက်ကြတယ်အဲ့ဒီမှာရှင်ကုန်ညရတပါးတဲ့နေတာ ဘသူစီမမလာဘူးမြတ်စွာဘုရားစီတော့နောက်ဆုံးအချိန်လေးမှာမြတ်စွာဘုရားစီလာပါတယ်နောက်ဆုံးအချိန်ဆိုတဲ့အချိန်မှာသူ့ရဲ့အာယုသင်္ကာရကိုကြီးလိုက်တဲ့အခါကျတော့တိတ်မကြတော့ဘူးဆိုတဲ့အခါမှာမြတ်စွာဘုရားစီလာပြီးတော့ကြော့နှုတ်ဆက်တယ်ဒါယဟန်နေရဒဟန္တာတွေမှာထုံးစံလို့ဖြစ်တယ် ဖះနဲ့မတွေ့တာကြားနေပြီဆိုတော့အတော်လဲဥမင်းနေကောင်ဖြစ်ဥမင်းကောင်ဥမင်းနေပဲမြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာခြေောက်ကိုဖက်ပြီးကွန်တညောဟံဗန္တိဘဂဝါကွန်တညောဟံဗန္တိဘဂဝါအမိနာမကိုလျှောက်ပြီးတော့မြတ်စွာဘုရားကိုမျက်မျက်နှုနှုရှိခိုးတယ်အရှင်မြတ်ရဲ့တပည့်တော်ဟာအရှင်မြတ်ရဲ့တပည့်ကြီးကွန်တညပါဖះလို့ မြတ်စွာဘုရားကိုရှောက်တယ်အဲ့လိုရှောက်ပြီးတော့သူကအာယုသင်္ခါရကုံတော့မှဖြစ်သည့်အတွက်ကြောင့်သူ့ဘဝဆုံးသတ်တော့မယ်ဘယ်မှာဆုံးသတ်မလဲဆိုလူသူမရှိတဲ့တူနေတဲ့တောထဲမှာပဲဆုံးသတ်ဘဝမှာတယောက်တည်းနေသွားတာအဲ့ဒီမှာပဲသွားပြီးတော့သူ့ဘဝဆုံးသတ်မယ်လို့ဆိုပြီး ရသဗျာကိုကြော့ပြီးပြန်သွားတယ်ဟိုရောက်တဲ့အခါကျတော့ထိုင်ရဲ့ဖက်သွားဘက်တွေဝင်စားတာဝိပဿနာရှုသမာဘက်တွေဝင်စားဝင်စားရင်ဝင်စားရင်နဲ့တဖြည်းဖြည်းတိမ်မွေးတိမ်မွေးလာပြီးသမာဘက်ကထားလိုက်တဲ့အချိန်မှာပြိဋိဘံဆန်သွားတယ်ထိုင်ရဲ့ကြီးပဲပြိဋိဘံဆန်သွားတယ် ဆရံအိုင်နာမှာနေကြတဲ့ဆင်းတွေကမနေ့မိုးလင်းတဲ့အခါမှာရှင်ကုဏ္ဏညာစီခါတိုင်းလို့လာနေကြဆင်းတွေကောင်လာမထွက်လာဘူးဒီတကားပိတ်နေမထွက်လာတဲ့အခါတကားတော့လုံလုံချုံချုံတော့ဟောမှာမဟုတ်တဲလို့ဟာမျိုးဆိုတယ်မထွက်လာတော့ဆင်းကနှာမောင်းလေးလှမ်းထိုးပြီးတော့နှာခေါင်းကိုစမ်းကြည့်တယ်နှာခေါင်းနားကိုလေ့ခန်းကြည့်တော့ လေရှူတာမတွေ့တော့ဘူးအဲ့ကြတော့မှအော်လိုက်တာတဲ့သူအော်လိုက်တာဝမ်းနေတဲ့အတန်နဲ့အော်လိုက်တာအဲ့ဒီချိန်ချိန်မှာတပြည့်စင်နေရလာကြပြီးတော့စင်နေကနေပြီးတော့သာပနာမိသိညချင်းကိစ္စကိုလောက်ကြတယ်လူတွေမရှိဘူးအဲ့လိုတပါးနဲ့နေသွားတယ်ဖရာရဲ့တပည့်တော်ကလည်းရှိတယ်နော် ဘသူနဲ့မှစကားမမြတော့အေးချမ်းတယ်လို့ပြောမှာပေါ့နော်အေးချမ်းတယ်လို့ပြောတမားချင်းစဉ်းစားကြည့်မယ်ဆိုရင်တယောက်တည်းနေရာမှာနံပါတ်1ကပြင်းစရာကောင်းတယ်နောက်တစ်ခါတယောက်တည်းမနေရတော့နောက်တစ်ယောက်ရှာတယ်ခေါ်ကြတယ်နေတော့နှစ်ယောက်စကားများတယ်မတည့်ဘူးသူလိုချင်တာတစ်ခုငါလိုချင်တာတစ်ခုအဲ့လိုတွေ ဖြစ်နေတဲ့အဆင်ပြေတဲ့လောကကြီးမှာအဆင်ပြေအောင်နေတတ်မယ်ဆိုရင်တော့အကောင်းဆုံးပဲပေါ့နော်ဆင်ပြေအောင်နေတတ်မယ်မြတ်စွာဘုရားရဲ့တပည့်တော်ကတွေထဲမှာအခုလိုတပါးတဲ့နေထိုင်ပြီးတော့တရားဓမ္မနဲ့ယသက်ပံသေတပံတတဆုံးနေထိုင်သွားကြတဲ့ပုဂ္ဂိုလ်တွေရှိတယ်အခုဒီပကုဆိုတဲ့အထင်များလဲအလုံးကိုအေးအေးဆေးဆေးနေတာရှန်အနန္ဒာတို့လို့ ပိတ္တေမှာကြောင်းညာစိုက်တာတွေဝေယဝိသများတာတွေမလုပ်ဘူးရှင်နုရုဒ္ဓကလည်းအဲ့ထင်မယ်အေးစေစေနေတဲ့ပုဂ္ဂိုလ်ပဲသူလည်းတိတ်ပြီးဟိုကိစ္စဒီကိစ္စတွေတိတ်မလုပ်ဘူးဗတ္တိယဆိုတာလေအေးချမ်းချမ်းနေတဲ့ပုဂ္ဂိုလ်ပဲသူတို့ဖွဲ့တယ်ဒေဝတ္တတဆိုတဲ့ပုဂ္ဂိုလ်ကတော့အလှူရှားဆုံးပဲပေါ့သူက ရာထူတာလိုချင်တာဘုံကြီးကျင်တယ်မြတ်စွာဘုရားနဲ့စင်မြိုင်ထောင်းကျင်တယ်အဲ့ဒါတွေသူလုပ်ရတရားအဲ့ဒီအုပ်စုတွေရပဲနော်ပတ္တိယတဲ့အနုရုဒ္ဒတဲ့ခိမိလာတဲ့ဘခုအနန္တဒေဝတ္တဒီတိုက်ခွေမင်းသား6ယောက်ဟာမြတ်စွာဘုရားနောက်လိုက်ပြီးတော့ယဟန်ပြုကြတယ်ပုဂ္ဂိုလ်တွေအဲ့ဒီမဲ့ဒီကနေ့ ဘကုမထေမြတ်ရဲ့အကြောင်းကိုပြောမှာဖြစ်တယ်။နေရမြတ်မြတ်သိပြီးတော့မပါဘူး။သူဟာရဟန်းဘုရားရောက်လာပြီးတဲ့နောက်မှာဘယ်မှာနေတုံးဆိုရင်ဘာလကလောနာကာရကာမဒီစားချက်တဲ့ရွာလေးရှိတယ်။ဥပါလိတထေကြီးရဲ့နလန္ဒမြို့က ဥပါလိတထေးကြီးရဲ့စားချက်စားချက်နဲ့စားလုပ်ငန်းလုပ်တဲ့ရွာလေးနားမှာအဲ့မှာရှိတဲ့တောအုပ်ထဲမှာသူတဘာရဲနေတယ်တဘာရဲနေတာတဘာရဲနေတယ်ဆိုစကားပြောဖို့လည်းမရှိဘူးတရားထုတ်တယ်ပေါ့အဲ့ဒါလို့ကြိုးစားရင် အထုတ်ရင်ကနေပြီးတော့ယာနာဖြစ်သွားတဲ့အခါမှာယာနာဖြစ်သွားတော့လေ ပို့ပြီးတော့တပါတဲ့အေးစစ်စစ်ပဲနေတယ်။ဟိုဒီဒီတိတ်သွားဖို့မရဘူးအဲ့ဒီမှာပဲကောင်းချပုံရတယ်ကြက်။ဆက်မြုပ်ပြီးတော့သူဟာတရားဓမ္မတွေတရားဟောတာတို့ဘာလို့လဲသိမလို့။လူကြားတဲ့လည်းသိအသိမရှိဘူး။အဲ့လိုနေတဲ့ပုဂ္ဂိုလ်မျိုးတွေပေါ့နော်။အဲ့လိုယဟန္တာဖြစ်သွားတဲ့အခါမှာကောသမီးပြည်ကကောသမီးယဟန်တွေ အစုနစုအချင်းများပြီးတော့မြတ်စွာဘုရား ဆုံးမတာတော့မရအောင်ခေါင်းမလာကြတဲ့အခါမှာမြတ်စွာဘုရားကကောသမီပြည်ကနေထွက်လာတယ်တပါးတည်းထွက်သွားတယ်ထွက်သွားတဲ့အခါမှာဒီပကုဆိုတဲ့အရှင်မြတ်ထံပထမဆုံးဝင်ရောက်ပြီးတော့ဘုရားတွေ့တယ်သူ့ကိုနော်သူ့ကိုတွေ့တယ်အဲ့ဒီသူ့ကိုတွေ့တာအဲ့ဒီ ဘာလက်ကလောနာကာရဆိုတဲ့စားချက်တဲ့ရွာလေးကိုရွာလေးနားမှာသရင်သုံးနဲ့အဲ့ဒီတောအုပ်ထဲမှာသူစီကိုဝင်တွေ့တယ်ဝင်တွေ့ပြီးတော့မြတ်စွာဘုရားကတပါးရီနေရခြင်းရဲ့အကျိုးကျေးဇူးတွေတပါးရဲနေတဲ့ပုဂ္ဂိုလ်ဖြစ်လို့ဝင်ရောက်ပြီးတော့အပေးစကားပြောပြီးတော့သွားတာ အဲ့ဒီနောက်တော့မြတ်စွာဘုရားပါစိနဝန္တဒါယလို့ခေါ်တယ်အရှိဝါဒောဘက်ကိုခီးထွက်သွားအဲ့ဒီမှာရှင်နုရုဒ္ဓတို့ရှင်နန္ဒီယတို့ရှင်ခိမိလတို့သုံးပါးကအလွန်ကိုညင်ညွတ်တယ်အဲ့ဒီကိုသွားရောက်ပြီးတော့မြတ်စွာဘုရားတရားဟောတယ်ပေးတယ်အလွန်ညင်ညွတ်တယ်မညင်ညွတ်တဲ့ပုဂ္ဂိုလ်တွေချာမှာ စိတ်ပြည့်စရာဖြစ်ပြီးတော့ညင်ညွတ်တဲ့ပုဂ္ဂိုလ်တွေနဲ့သွားဆုံစည်း တို့သုံးပါးကတော့နှစ်ခုသုံးခုတစ်စိတ်တယ်တို့ဘယ်လိုလုံးညီညွတ်ကြတော့ဆိုမြတ်စွာဘုရားမိတော့လျှောက်တာတပည့်တော်ဘုရားတဲ့ကုသန္တာကိုဘေးဖယ်ထားပြီးဉာဏ်နဲ့ပုဂ္ဂိုလ်ရဲ့သန္တာအတိုင်းနေမယ်လို့တပည့်တော်စိတ်ထားပါတယ်ဒါကြောင့်မို့ညီညွတ်တာကုသန္တာကိုရှေ့ရမတူမတင်ဘူးသူသန္တာအတိုင်းလုပ်မယ်သူလုံးချင်တာပဲငါလုပ်ပြီးမယ်ဆိုစိတ်မြဲထားတယ်အဲ့ဒါကြောင့် တပည့်တော်တို့သုံးပါးဟာကိုယ်ကာယချင်း꿰ပြခြားနာတော့လေစိတ်ကတော့တစိတ်သေးပါလို့အမှန်တမ်းညင်ညွတ်ကြပါတယ်လို့ရသော်ပြားကိုရှောက်ကြတာအဲ့ကြောင့်အဲ့ဒီရောက်မဲ့ခရီးမှာပကုဆိုတဲ့မထေမြတ်ရှိမြတ်စွာဘုရားဝင်ရောက်တွေ့ဆုံတွေ့ဆုံပြီးတော့ကျမ်းမာကြောင်ချမ်းသာကြောင်မေးမြန်းပြီးတယောက်တည်းနေရတာ ချမ်းသာကြွယ်ဝမှု ချမ်းသာမှုစိတ်ချမ်းသာမှုရတဲ့အကြောင်းမြတ်စွာဘုရားမေးမြန်းတဲ့အခါမှာသူ့ရဲ့ဘဝအတွေ့အကြုံလေးကိုမြတ်စွာဘုရားကိုရှောက်တဲ့အနေနဲ့ပြောတာဒါလေးကမှတ်သားစရာကောင်းတယ်မြတ်စွာဘုရားကိုရှောက်တာသူကရှမ်းနာဖြစ်မဲ့ပုဂ္ဂိုလ်ကြီးဖြစ်တော်လည်းပဲ တော်ရမနေပြီးတရားကျင့်တာအလွယ်တကူနဲ့တော့ရတာမဟုတ်ဘူးခက်ခဲတွေကြုံတယ်ပေါ့အတူပါလျှောက်တုံးဆိုအဟံမိတ္တနာပကတော်ဝိဟာရဥပနိခမေတရားထိုင်ရတဲ့အခါမှာသူအလုံးကိုအိမ်ငိုက်တယ်တအားအိတ်ချင်နော်အိမ်ငိုက်တယ်တပါးတဲ့စကားပြောဖို့လည်းမရှိဘူးဆိုတော့လေတရားပဲထိုင်နေတယ် စဉ္ညာရှောင်းလိုက်တရားထိုင်လိုက်တောထဲမှာသူတစ်ပါးတည်းနေတာငိုက်ပြီးချင်းဆိုရဲမိတ္တတရားနှိပ်ဆက်တယ်ဆိုတရားထိုင်ပြီးဆိုရင်ခေါင်းတငိမ့်ငိမ့်ခေါင်းတဆတ်ဆတ်ဖြစ်လာရှင်းချိုးလာအဲ့ဒီလိုအိတ်ချင်စိတ်တွေဒါများတဲ့အခါမှာဝိဟာရဥပနိခမေအိတ်ချင်ပြေအောင်လို့ ကျောင်းကနေထွက်လိုက်အပြင်ကိုထွက်ထွက်လိုက်တယ်တဲ့ထွက်ပြီးတော့လမ်းလျှောက်မယ်ဆင်းညာလျှောက်မယ်စင်ကမံအဖိရူဟံတော်တတ်သေးဝပပတိသမာဆင်းညာလျှောက်မယ်လို့ဆင်းညာလျှောက်တဲ့လမ်းခုံလုံးထားတာရှိတယ်အဲ့ဒီဆင်းညာလမ်းခုံပေါ်တက်တဲ့အခါမှာချော်ကြပြီးတော့မြေကြီးပေါ်လဲသွားတယ် နော်အချင်းမူတူနဲ့ဖြစ်တာနေပါကြအချင်းနော်အဲ့တော့အချင်းနေသတိထားမှာအဲ့တော့အချင်းနေဆိုတာရှမောကလန်လည်းပဲတရားထုတ်တဲ့အခါအချင်းနာသူကသတ္တဝါဖြစ်ပြီးမှတရားထုတ်တာကိုအချင်းသေးတယ်နော်ပုရုဇဉ်နေအချင်းနာတော့ဗာပြောစရာရှိရှမောကလန်ဟာဒီရှမ်းဖြစ်ပြီးနောက် တရားထုတ်တာခொနည်းရဲ့အချင်နာဒါကြောင့်မလို့သူခက်ခက်ခက်အထုတ်ရတယ်အသိဉာဏ်ကတော့မြန်မာရဲ့ဒါပေမဲ့ပင်ပမအထုတ်ရဘာကြောင့်ပင်မနာတော့ဆိုအချင်နာငိုက်တာပဲတရားထိုင်ပြီဆိုရင်ငိုက်ပြီငိုက်တဲ့အခါကျတော့မြတ်စွာဘုရားကြွလာတာနဲ့တိုးတယ်ဆိုတခါမြတ်စွာဘုရားလည်းကူညီမလို့သူစီလာတာပါ ဖះကသူတရားထိုင်နေတော့ငိုက်နေတာမြင်တော့မောကလန်ငိုက်နေလားငိုက်နေလားနဲ့ချက်ချင်းတူမေးတဲ့အခါကျတော့ယသဗျာထာယုသိပြုသူတိတ်အိတ်တာငိုက်တဲ့အကြောင်းပြောပြတော့ယသဗျာအငိုက်ဖြောက်နေပြီးပေးသွားသူအေးငိုက်နေတယ်ဆိုလို့ရှင်အလင်းရောင်ကိုအာယုံပြုတ်ပြီးတော့ အလောကတညာကိုအထောက်ရတယ်စိတ်ထဲမှာလင်းနေပြီဆိုလို့ရှင်လူကလင်းရင်သိမ့်မယ်ဘူးမောင်းလို့ရှင်ငိုက်တယ်ဒါကြောင့်မို့လို့အလင်းရောင်ကိုအာယုဆိုင်ရမယ်ဆိုတာခေါ်တယ်ပြီးတော့နောက်ဆုံးရသဗျာပြီးသွားတဲ့ဤစနစ်တည်းငိုက်ရင် ထားပြီးတော့လမ်းလျှောက်တယ်ကိုကိုကိုလက်ချင်လက်တွေပုတ်တတ်ပြီးတယ်မျက်နာတစ်တယ်ဆိုတာအစား နောက်ဆုံးကြမှာအငိုက်အတော်နဲ့မပြောက်ဘူးဆိုနေရွက်ကို ပူးနေအောင်ကိုယ့်ကိုဆွဲတဲ့အဲ့ဒါအငိုက်ဖြောင်းလေးတစ်ခုပဲနော်ကိုယ့်နေရွက်ကိုဆွဲလိုက်ဆွဲလိုက်လိုက်လို့ရှင်အဲ့ဒါနေရွက်ပူးထုပြီးတော့အချင်းပြေးသွားလိမ့်မယ်နောက်ဆုံးမှအဲ့ဒီလိုမှဘယ်လိုမှမရဘူးသိအချင်းနဲ့ဆိုရင်တော့ခဏတစ်ပြုတ်အိတ်လိုက်ပေါ့လို့ဆိုတယ် ကမ္မထန်တိုင်ခြင်းနဲ့အိတ်ငိုက်ခြင်းဆိုပြီးဘုန်းကြီးတို့ဟောထားတဲ့တရားတော်ရှိတယ်။အဲ့ဒီမှာရှမောကလန်ငိုက်တဲ့အကြောင်းငိုက်သည့်အတွက်ကြောင်းပင်ပမှန်လောက်ရတယ်။ငိုက်တာလည်းအတော်ဆိုးတဲ့ကိစ္စပေါ့နော်။အခုလည်းဒီဘကုမထေရတပါးတည်းနေပြီးတော့ငိုက်တတ်တာ။ငိုက်လို့ငိုက်ပြေအောင်လို့ဆိုကြောင်းမောဆင်း တေချတဲ့ငိုက်သွားပြီးလှေကားပေါ်ချော်ကြပြည်ကြီးပေါ်လဲကျသွားတယ်တပီးတော့မြတ်စွာဘုရားကိုသူကရှောက်တာအရှင်ဘုရားနဲ့တပီးတော့အချင်းစိတ်တွေလွန်ပြင်းထန်တော့เจ้าကနေထွက်ပြီးအောက်ဆင်းနေတဲ့လင်းလန်ရှောက်မယ်ဆိုပြီးတော့သွားတာလှေကားပေါ်ချော်ချပြီးတော့သူပြည်ကြီးပေါ်လဲတယ်တဲ့အဲ့ဒါနဲ့ခတ္တန်ဤပြိမိတ်စိတ်တော် တပီတော့ဖုံဖက်တွေခါပြီးတော့ကိုယ်ခန္ဓာကိုယ်မှာလဲကြသွားတဲ့အခါဖုံတွေသင်္ကန်းကိုပေးသွားတဲ့အဲ့ဒါတွေကိုခါရံပြီးပုဏ္ဏပါရုံရှစင်ကမဆင်းညာခုံမော်ကိုတပီတော့ပြန်တက်ပါလေတဲ့ပြန်တက်ပြီးတော့စင်ကမေစင်ကမိန်တော့ဟာတပီတော့ဆင်းညာလျှောက်ပါလေတဲ့ဆက်ပြီးတော့ဆင်းညာလျှောက်ပြီးတော့ရှုမှတ်နေကြကိုယ့်ရဲ့ခန္ဓာအစ္ဆဒခန္ဓာမှာရှိတဲ့ ရှုတရားနဲ့တရားတွေကိုရှောက်တယ်အဲ့တော့ယုတရားနဲ့တရားတွေကိုခန္ဓာကိုယ်မှာရှုတယ်ဆိုတာဘာကိုရှုတာတော့ရှုစရာတွေကသူတပါးရဲဆိုတဲ့အခါမှာအမြင်နာကြတာဓာရီကတော်ရဲမှာလည်းဖြစ်နေတယ်ပေါ့နော်တော်ရဲမှာဖြစ်နေတော့ကမ္ဘာနှလုံးသွင်းတဲ့အခါမှာကမ္ဘာအာယုံရဲ့ ဒီမနလို့ဆိုတဲ့စိတ်ရယ်ကမ္မထာအာယုန်နဲ့စိတ်ဒီနှစ်ခုပေါင်းစုံလာတဲ့အခါမှာအတိစိတ်ဖြစ်လာတယ်ကမ္မထာအာယုန်နဲ့စိတ်ပေါင်းစုံလာတဲ့အခါမှာအတိစိတ်ဖြစ်လာတယ်အဲ့ဒီအတိစိတ်ကြောင့်သုံးခုစုံလိုက်တဲ့အခါမှာဖတ်တာဖြစ်တယ်ဖတ်တာကြောင့်ဝေဒနာဖြစ်တယ် ဆိုရက်ဒီရှုွက်လေးအတိုင်ဒုက္ခနာကောမှာ ဖြစ်နေတဲ့အရာတွေကိုရှုတယ်။ဈဉ္ညံသွားရင်ရှုတယ်ဆိုတော့သူ့ခြေဘွားနဲ့ဈဉ္ညံလမ်းနဲ့ထိတယ်။ထိတဲ့အခါမှာစိတ်ခြေောက်ကိုအယုံပြုတ်လိုက်တဲ့အခါမှာခြေောက်မှာရှိတဲ့ကာယပတာရဈဉ္ညံလမ်းလို့ဆိုရက်ဖွတ်တတ်ပါယောဒီနှစ်ခုစုံစည်းလိုက်တဲ့အခါမှာ ထိမှန်းသိတဲ့စိတ်လေးပေါ်လာတယ်။အဲ့ဒီထိမှန်းသိတဲ့စိတ်ကလေး၃ခုခြေတော့ရေဆင်ញံလန်းရေထိတိစိတ်ရေဒီ၃ခုဆုံလိုက်တဲ့အခါမှာဖြစ်ပေါ်လာတဲ့ဖတ်တာရေစိတ်ထဲမှာခံစားမှုဝေဒနာရေဒါတွေကိုသူရှုမှတ်ပွားများလိုက်တယ်အဲ့ဒါလို့တတိမလွတ်အောင် တမာတိတရားနဲ့သဘာဝတရားကိုရှုမှတ်ရင် ရှုမှတ်ရင်နဲ့မမြဲတဲ့သဘာဝတွေဖြစ်ပြီးရင်ပြတ်သွားတဲ့သဘာဝတွေဒါတွေတမာတိကောင်းစွာရလာတဲ့အခါမှာတဲ့သူရဲ့အယုန်ထဲမှာဝိပဿနာဉာဏ်ဟာ ရှင်းရှင်းကြီးဖြစ်လာခဲ့ပါတယ်တဲ့တတော်မေမနတိကာရော ဲ့နောက်တပီတော့ကပ္ပထအာယုံကိုပဲဆွဲဆွဲမြဲမြဲဆက်ပြီးတော့နှလုံးသွင်းတယ်ယောနိတော်ဥဒ္ဓပစ္စထာကပ္ပထအာယုံဘက်ကိုစိတ်ဟာ ခိုင်ခိုင်မာမာကြီးရောက်ရှိသွားပြီးတော့ယောနတ်ဓမ္မသင်္ခါရတွေအပြစ်ဆိုတာတွေ့လာတယ်အပြစ်တွေတွေ့လို့ရှိရင်အပြစ်ဆိုတာတွေ့လာတာပဲတမအပြစ်ဘုန်းကြီးတို့ ပြတ်တာကိုမမြင်သေးတဲ့အတွက်ကြောင့်အကောင်းထင်နေတာအပြည့်မြင်လိုက်တာနဲ့တပြိုင်နဲ့အပြစ်တွေ့တော့တာပဲချက်ချင်းရှုပ်ပဲဖြစ်ဖြစ်နာမည်ဖြစ်ဖြစ်အစင်ထာဝရလှုပ်ရှားပြီးတော့ဖြစ်ပြီးရင်ချက်ချင်းပြက်နေတဲ့အရာများတာဖြစ်တယ်ညံနဲ့အယုံဆိုင်ပြီးတော့မကြည့်လို့ရှင်မမြင်ဘူး မြေကြီးကိုဝေးရလှမ်းကြည့်ရင်တော့ရေပြင်းကြီးကိုမြင်ရမှာပဲဖြစ်တယ်။ကန္နမှာတေချာထိုင်ပြီးတော့မြေကိုကြည့်နေရင်မြေကြီးကစီးနေတယ်ဆိုတာတွေ့မယ်။အဲ့ဒါလိုပဲကိုယ်ခန္ဓာကိုအနိကပ်ပြီးတော့သဘာဝနဲ့တတိနဲ့ရှုကြည့်လိုက်တဲ့အခါမှာဖြစ်ပြီးရင်ပြက်သွားတယ်ဖြစ်ပြီးရင်ပြက်သွားတယ်။ရှုတရားတွေကလည်းဖြစ်ပြီးပြက်နေတယ်ဆိုတဲ့သဘောတရားတွေကိုမြင်လာတဲ့အခါမှာ အဲ့ဒီသင်္ခါရတရားတွေပေါ်မှာစိတ်ပြက်ညင်းွေခြင်းဆိုတဲ့အပြစ်တွေမြင်လာပြီနေပိတာသမတိတ်ထထာတို့ချင်းစိတ်တွေကုန်ခန်းသွားတယ်ဘဝမှာခန္ဓာ၅ပါးပေါ်မှာအပြစ်တွေမြင်ပြီးတော့လူချင်းစိတ်တွေကုန်ခန်းသွားတို့ချင်းစိတ်ကုန်ခန်းသွားတယ်ဆိုတာလူတွေကတော့ဘယ်လိုလုပ်ပြီးတော့နေကြတာတော့ဆိုမျောလင်းချက်နဲ့နေကြတာလေ အဲ့ဒီအပြည့်တွေကိုမမြင်တဲ့အခါကျတော့လက်ပြင်ကဘာလို့အောင်မဲတပတ်ခါဘာလို့အောင်မဲဘယ်နေ့ဘာလို့အောင်မဲဆိုတာဒီစီမံကိန်းတွေရေးဆွဲပြီးတော့လုပ်ဝဲဟာတွေနဲ့ပြောနာတယ်ဒါပေမဲ့ခန္ဓာကိုယ်ကြီးကိုစောက်မကြည့်လို့လုပ်ဝဲဟာတွေပဲစဉ်းစားနေတယ်ကိုယ်ခန္ဓာကိုယ်ကြီးကပြက်နေနော်ဖြစ်ပြီးရင်ပြက်နေတာဖြစ်ပြီးပြက်နေတာကြီးကိုမေ့ထားပြီးတော့ဘာလို့ဥမဲညာလို့ဥမဲနဲ့ စိတ်ကူးတွေယင်ပြီးတော့အဲ့လိုနေကြတာများတယ်အဲ့လိုနေလိုက်သည့်အတွက်ကြောင့်ဘာတွေဝင်လာ တော့ဆိုလောဘတွေဝင်လာတယ်ဒေါသတွေဝင်လာတယောက်နဲ့တယောက်မတည့်တာတွေယံဖြစ်တာတွေကုန်ဖြစ်ကုန်ဘယ်တော့ဘာဖြစ်မှလို့လို့အဲ့ဒါလို့အနိကကိုယ့်ရဲ့ခန္ဓာကိုယ်အနိကစောင့်ပြီးတော့ကြည့်နိုင်စွာမရှိဘူးဆိုလို့ရှိရင်ခန္ဓာကိုယ်ကဖြစ်ချင်နိုင်ဖြစ်နေတာကိုမမြင်မဲနဲ့ စိတ်ကူးရင်ပြီးတမိတ်တမောဖြစ်နေပြီးတော့နောက်ဆုံးမှအဆုံးသတ်သွားကြတာပဲဖြစ်တယ်ပေါ့မမျောလင့်မဲနဲ့ပြုတ်သွားတာတွေလည်းအများကြီးပဲမျောလင့်ပြီးတော့ပြုတ်ထားလည်းရှိတယ်ယုတ်တည်းယောဂရမလို့မမျောလင့်မဲနဲ့သိသွားတဲ့လူတွေလည်းများရှိယောဂဖြစ်နေလို့ဘယ်နည်းသိမလဲလို့ဆိုပြီးတော့ဒုက္ခရောက်ပြီးသိမနေစောင့်နေရတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ် အဲ့လိုတောင်မသိလိုက်ပဲနဲ့ဘာမှမမြော်ရပဲနဲ့ချက်ချင်းကြီးအစီရင်နဲ့သိသွားတာတို့တာဝေရရဆရာတွေအများကြီးပဲเนาะအဲ့ဒီလူတွေအဲ့တော့ကိုယ်ခန္ဓာကိုယ်မှာဘာဖြစ်နေသလဲဆိုတာစောင့်ချက်ကြည့်ဖို့အရေးကြီးတယ်အဲ့ဒါကို အစ္ဆတံသုတမဟိတောတဲ့သူကသူခန္ဓာကိုယ်မြဲတမ်းစောင့်ချက်ပြီးတော့ကြည့်ပါတယ်တဲ့ကြည့်လိုက်တဲ့အခါ အမှန်အကန်နေမျက်စိမှန်ကန်နေကိုအသိဉာဏ်နဲ့မြင်လာခဲ့ပါတယ်မြင်လာတဲ့အခါကျတော့ဩစီမံကိန်းတွေချမနေနဲ့ဘယ်တော့ဘာလုပ်မယ်ညာလုပ်မယ်နဲ့တွေးမနေနဲ့ကိုခန္ဓာကိုယ်ကြီးအဖြစ်အမြဲပြက်နေတာပြက်စီးနေတာဒါကြောင့်မို့အပြစ်အနာစာတွေကိုရှုမြင်သုံးသပ်လာပြီးစိတ်ပြက်ညင်းငွေမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်တဲ့ အဲ့လိုစိတ်ပြည့်ညီငွေခြင်းဆိုတဲ့ဝိပဿနာဉာဏ်နဲ့ရှင်းတန်လာတဲ့အခါမှာသင်္ခါရတရားတွေရဲ့ကုံဆုံးရာနိဗ္ဗာန်ကိုအာယုံပြုတ်လိုက်တာနဲ့အာယုံပြုတ်နိုင်တဲ့အဆင့်ရောက်သွားလိုက်တာနဲ့တပြိုင်နက်တတောစိတ်တံဝိမု ക്തി မေသူစိတ်ဟာကိရိတာတွေကလုံးဝလွတ်သွားတယ်လိုချင်တာတွေမလာတော့ဘူးမုံတိတာတွေလည်းမလာတော့ဘူးเนาะအလုံး စီမံကိန်းတွေလည်းမချတော့ဘူးဘယ်တော့ဘာဖြစ်မယ်ဆိုတော့မျောလင်းချက်တွေလည်းတခုမှမထားတော့ဘဝမှာနေချင်တာလည်းမဟုတ်ဘူးသေချင်တာလည်းမဟုတ်ဘူးသူ့ဟာသူပြက်ဖြစ်ပြက်ပြီးသွားနေတဲ့ဖြစ်ပြက်ကြီးတခုဖြစ်တာလဲလက်ခံထားတဲ့အနေအထားမျိုးရောက်သွားတယ်စိတ်မှာကိလေသာတွေလုံးဝမရှိတော့ဘူးအရှင်ဘုရားတဲ့တပည့်တော်စိတ်ဟာ ကိလေသာတွေကအဲ့ဒီချိန်မှာလုံးဝလွတ်သွားပါတယ်တဲ့ပတ္တဓမ္မသူဓမ္မတံခေါ်ပြောတဲ့တရားရဲ့ကောင်းကောင်းမွန်မှုမှန်ကန်မှုဟာလက်တွေ့မြင်ရပါတယ်တိတ်သောဝိစာအနုပတာသူဟာအတိတ်ဘဝတွေကိုလည်းသိနိုင်တယ်အသိဉာဏ်လည်းရလိုက်တယ်ဝိလန်နဲ့ဒေသကိုလည်းမြင်နိုင်တယ်ဒိဗ္ဗစကုဝိစာလည်းရလိုက်တယ်ကိလေသာအာသဝတွေရင်ထဲမှာ လိုက်မထတော့တဲ့အာသဝခယဝိဇ္ဇာကိုလည်းသူရခဲ့ပါတယ်ကတံဗုဒ္ဓတာသာသနာမြတ်စွာဘုရားဟောကြားတဲ့အဆုံးအမတွေကျင့်ကြံကြိုးကအထောက်အမဲ့လမ်းစဉ်အတိုင်းသူလုံးလိုက်တာအလုံးလုံးပြီးသွားပါပြီသူ့မှာကိစ္စပြီးသွားပါပြီလို့မြတ်စွာဘုရားကိုအဲ့လိုလျှောက်တယ်ဒါဟာသူ့ရဲ့ဘကုမထေရဲ့အမတ်တရားစကားပဲဖြစ်တယ်ပေါ့နော် သူ့ဘဝသူ့စကြောင်းကိုပြန်ပြီးတော့ရှောက်တာအဲ့တော့တန်တရာဝကလွတ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီပုံစံနဲ့ပဲသွားတာပဲဖြစ်တယ်ဘယ်သူပဲသွားသွားဒီပုံစံနဲ့ပဲသွား